Hello အားလုံးမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့အာဆင်နယ်ကတော့အိမ်ဝင်းမှာ Brandford ကိုတစ်ဖက်တကူးစီကျွန်တော်သိရင်ကြတယ် Emirates မှာ Real Madrid ကို3-0ဂိုးမရှိနဲ့အားသင်းပွဲကောင်းတော့အောင်အနိုင်ယူအပီပြည်တွင်းပြိုင်ပွဲပြန်ကစားတဲ့အခါမှာတည်ရပဲရခဲ့တာပေါ့လေဒီပွဲကတော့ကျွန်တော်တို့ဒီ Real Madrid နဲ့ ဒုတိယအကြောကလည်းဒါဘီယင်ဆက်ကစားရမယ်ဆိုတဲ့အခြေအနေမျိုးမှာအာဇနယ်ပြိသက်တွေအနေနဲ့ပွဲထွက်လူစင်မှာအာဒီဒါအပြောင်းလဲလုပ်လာမယ့်အရာတွေမထင်မပဲဒီပွဲကအမှတ်ရနိုင်တဲ့အရာတွေကိုတော့ အကျိုးပြီးတော့မျောလင့်ထားပြီးသားလို့လို့ကျွန်တော်ထင်နေပါတော့ဆိုတော့ဒါဟာအာဆင်နယ်အတွက် DRD ပရီးမီးယားလိမှာဆက်နှက်ပွဲဇက်တိုက်နော် sorry ဆက်နှက်ပွဲမြောက်ပေါ့နော်တရေကြတဲ့ပွဲပါအာဆင်နယ်ဒီနဲ့32ပွဲကစားပြီးတဲ့အချိန်မှာ18ပွဲနိုင်22ပွဲထိတရေကြထားတယ်ရှုံးပွဲကတော့3ပွဲပဲရှိသေးတယ်ပေါ့လေဆိုတော့ရှိမှယာစီကောင်းတစ်ခုတွေပိုင်ဆိုင်ထားတာကြောင့်တောက်လျှောက်စုလိုနိုင်ပွဲတွေရပြီးတော့အမှတ်တီစုဆောင်းထားနိုင်ကြတာကအာဆင်နယ်အတွက်တော်တော်လေးအချိန်ကြီးကောင်းသွားတယ် သူတို့ပြင် injury ပြဿနာတွေတချို့ကြုံလာပြီးတော့ဒီ Champions League တွေဘာကြီးကစားနေရတဲ့ပွဲချက်ကာလတွေမှာဒီလိုမျိုးအမှတ်ရောနိုင်ကြီးတွေရှိနေတာကသူတို့တက်တော့ဗောနော်အမှတ်တာစုဆောင်းထားနိုင်ခြင်းမရှိခဲ့ဘူးဆိုတော့တော်တော်တိုင်ပတ်မှာဆိုတော့ကြောင့် Arsenal နေလက်ရှိမှာ63ပွဲရထားတယ်လီဗာပူးနဲ့သူတို့ကြားထဲမှာတော့လက်ရှိလူတော်တင်မှာ10မှတ်กว่าတယ်ပေါ့လေဒါသူတို့ကတော့လီဗာပူးတင်ထက်တပွဲပူကစားထားတယ်ပေါ့နော်လီဗာပူးကမနေ့ပြန်ကစားရအောင်မဟုတ်ဒုတိယနေရာက Northern Forest ကိုလည်းကျွန်တော်သာ6မှတ်လောက်သူတို့ဖြတ်ထားတယ် အဲတတိယနေရာက Manchester City နဲ့လည်းအဲ့လောက်ထိမကွာတော့ဘူးပေါ့နော် City ကဒီမတိုင်က5-2နဲ့လာမသိဘူးသူတို့9ထားတာဆိုတော့ဟို Champions League ကအာဆင်နယ်အတွက်အရေးကြီးဆုံးအာရုံစိုက်တဲ့အရာဆိုတာကျွန်တော်တို့ကလုံးဝမမှားဘူးပေါ့နော်အာဆင်နယ်နေနဲ့ဘယ်လိုပဲလက်ရှိမှာဖြစ်ဖြစ် Champions League ဒီ အာရီယယ်မက်ထရစ်ကိုပထမအကြော့မှာလည်းလုံးဝအပါစည်းရထားတယ်လို့ဒုတိယအကြော့မှာလည်း3ဂိုးကိုမရှိနဲ့အနိုင်ထားပြီးပြီဆိုတော့ဒုတိယအကြော့ကလည်းသူတို့အတွက်အချိန်ကြီးကောင်းနိုင်တယ်ဆိုတော့မဖြစ်မနေဆိုလို့ချန်ပီယံစ်လိဂ်ကိုအိုင်ယွန်ဆိုက်တင်တဲ့အနေထားမှာလူစင်းအပြောင်းလဲတွေနဲ့ကစားလာပြီးတော့ဘရန်ဖို့ကိုတည်ရည်ကြတယ်ဆိုတော့ဘရန်ဖို့ကိုကျွန်တော်ကြည့်ရင်တော့ဒီပွဲကတကယ်တမ်းပြောရရင်ဘာမှလုံနိုင်ကြတာမရှိဘူးဘရန်ဖို့ကတပွဲလုံးမှ၃ချိန်ပဲကိုပေါက်ကန်ခွင့်ရတာဗျာ၂ချိန်ကိုပေါက်တဲ့တဲ့တကူရတယ်ဒီရတဲ့ကူကတော့ ကျွန်တော်တို့ဒီဝီဇာတွင်းသွားတာပေါ့နော်ကျွန်တော်တို့မြေမြကြဖို့သူနောက်ခုတ်လေးနေလာကံပြီးကွင်းတွင်းသွားတာဆိုတော့အာဆင်နယ်ရသွားတဲ့ဂိုးကတော့တန်ပြန်ကနေပေါ့ဗျာဘရန်ဖူရတဲ့ဒေါင်ကန်ဘောကနေဒီစင်ဒေဗစ်ရိုင်ယာကျွန်တော်ဒက်ကလန်ရိုက်စ်ကိုအသာလေးလိမ့်ပေးလိုက်တာကိုရိုက်စ်ကလုံဝါပရိုဂရက်ဆစ်ကယ်ရီစ်ပရိုဂရက်ဆစ်ရန်ကြီးကျွန်တော်လှုပ်ပြီးတော့ပါတီရဲ့ပြည်လင်းချောင်းလေးကိုထိုးပြလိုက်တာပါတီကဘောက်စ်တစ်မှာအသာလေးကန်သွားရောတော်တော်ကန်ကြက်ကကောင်းပါတယ်ကန်ကြက်ကခပြက်ပေါ်ကြီးမှာဒရီးသွားတာဆိုတော့ဂူသမားဖြစ်တဲ့ဖလက်ကန်အတွက်ကဘလူးမန့် ဖမ်းမိဖို့တော့ကမလွယ်ဘူးပေါ့နော်အချိန်ကလည်းတော်တော်ပြင်းနေတယ်မှာပါတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ရင်အာဆင်နယ်ဒီနဲ့โอเคသူတို့ဒါလူသားလဲမှုတွေအများကြီးလှုပ်ထားတဲ့အပြောင်းလဲတွေအများကြီးလှုပ်ထားပြီးမယ်လို့နောက်ထပ်နိုင်ပွဲတစ်ပွဲယူနိုင်ပွဲပွဲလို့တော့ထင်ခဲ့ကြတာထင်တယ်လို့တော့ကျွန်တော်မဖြစ်ခဲ့ဘူးကံဘလောက်ဆိုးလဲဆိုလို့ရှိရင်လူသားလဲတာ9ယောက်ပြည့်သွားလို့ကျွန်တော်ဂျော်ဂျင်ညိုကအင်ဂျူရီပြဿနာကြုံတဲ့အခါမှာတက်ရောက်ရုံနဲ့ပါပွဲပြီးဒီကစားခဲ့ရသေးတယ် အလောက်ဒီပရီးမီးယားလေးမှာအာဆင်နယ်ကကန်ကြမာသူတို့လက်ထက်ရှိမနေတာအာဆင်နယ်က14ချိန်ကြီးဂိုးပေါက်ကန်ခွင့်ရတယ်ဒါပေမဲ့ဂိုးပေါက်တဲ့တာတော့သူတို့3ချိန်ပဲရှိခဲ့တယ်အာဆင်နယ်မှာတကယ်အန်ဒီရဲများတဲ့ဖြတ်တင်ဖို့တွေကျွန်တော်တို့ရှိခဲ့တယ်ဒါပေမဲ့လို့ပေါ့နော်အမြင်ပေါ်အားသာတဲ့ဘရန်ဖူကိုတော့ကောင်းကောင်းဒုက္ခပေးနိုင်ကြတာမရှိဘူးဒီနေရာမှာကယ်ရင်တီယာနေ့ကျွန်တော်တို့ဂိုးသွင်းသွားတယ် နော်ဒီအီဒန်ဝင်နရီရဲ့ဖြစ်တင်ဘောကနေတဆင့်အဲ့ဒီလုံးလူကျုံနေခဲ့တယ်အဲ့ဒါကလွင်ထူးထူးခြားခြားကြီးကျွန်တော်တို့အာဆင်နယ်အများကြီးမရှိဘူးပေါ့နော်ဒါကြောင့်အာဆင်နယ်တွက်ကဒီမတိုင်ခင်မှာလဲသူတို့ပရီးမီးယားလိမ်းမှာဒီသူတို့အဗာတန်ကိုလာမသိဘူးသူတို့ဒီကြာထတာထင်ပါတယ်ဆိုအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဘယ်လိုပြောမလို့ပရီးမီးယားလိမ်းမှာတော့အမှတ်တီတခြားရုံနေတယ်ပေါ့နော်ဟိုချန်ပီယံစ်လိဂ်ကအရေးကြီးတယ်ဟေးဆိုပြီးတော့ပရီးမီးယားလိဂ်ကတကယ်တမ်းတွေးကြည့်ရင်လုံးလုံးကြီးလုံးဝအာယုံမဆိုင်ဖက်ကစားလို့မရဘူး အောက်က Champions League ဝင်ခွင့်ရဖို့ကြိုးပမ်းနေတဲ့အသင်းတွေကအကယ်လို့မြန်အမှတ်တွေထက်ရောက်အောင်မယ်ဆိုမိလာတော့မှာဒါကြောင့် Premier League မှာတော့ Arsenal အမှတ်တွေထက်ပြီးတော့ဟိုဘယ်လိုပြောမလို့မရဘူးမရောလို့မရဘူးပေါ့နော်ဟိုလက်ရှိမှာ6မှတ်လောက်ဖြတ်ထားသေးတယ်ဆိုမြဲလို့ဒီ6မှတ်ဆိုတာကဘယ်ချိန်မှဆိုကျွန်တော်တို့ဖြစ်သွားနိုင်တဲ့အနေအထားမျိုးဆိုတော့ Arsenal Champions League ဝင်ခွင့်ကတော့သူတို့လွဲလို့မရဘူးဆိုတော့ဟိုလွဲလိမ့်မယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးဒီပုံစံတိုင်းဆိုရင်တခုရှိတာကတော့ Real Madrid ကိုကြော်ပြီးတော့နောက်တစ်ဆင့်တက်ရင်အခြေအနေကကောင်းသွားပြီဒါပေမဲ့လို့နောက်တစ်ဆင့်မှာ အဲ့တို့တော့မခက်ခဲဘူးလို့ကျွန်တော်ပြောလို့မရဘူးဗျာအဲ့ဒီတော့အာဆင်နယ်အတွက်ကပရီးမီးယားလိမှာလည်းအယုံဆိုင်ကစားရမှာဒီပွဲကအာပြပြောင်းလဲတွေအများကြီးပါစာကာတို့အရင်ကအရင်မှာအိုဒီကက်တို့အရင်မှာဂျူလီယန်တင်ပါတို့အရင်မှာမယ်ရီနိုတို့အရင်မှာတွေ့ချင်းစကယ်လီတို့အရင်မှာ၅ယောက်ထိအပြောင်းလဲကျွန်တော်လှုပ်ထားတာ ။ငါးယောက်ထိပြောင်းလဲလုပ်လာပြီးတော့တိုက်စစ်ကကျွန်တော်တို့ trouser ကိုထားထားတဲ့ Martinelli ရဲ့ Ethan Winery ကတော့တောင်ပံနှစ်ဖက်မှာပါနော်။ကွင်းလယ်မှာ Rice ကတော့ပွာလာတော့မယ်။ဒါပေမဲ့သူ့ကိုအနာပေးလိုက်တဲ့ဒုတိယပိုင်းမှာ George Nyo နဲ့ Shin Chango ကိုလည်းထားပြီးတော့ကစားလာတယ်။ Party က right back ဖြစ်ကစားလာတယ်။ဆာလီဘာကီဝီယိုနဲ့ကီရင်တီယာနီပေါ့နော်ကုသမကတော့ရာယာပဲဆိုတော့အပြောင်းလဲတွေက9နေရာလောက်ထိပြုတ်လောက်ထားတာ အမေအာစနယ်ရဲ့အခြေအနေကရိုင်းထွက်မသွားဘူးပေါ့နော် execution ဘိုင်းနေ chain creation ဘိုင်းနေမှာသာပြောစရာရှိသွားတာဒါပေမဲ့အဲ့ဒီ exam တွေပြန်လာတဲ့အခါကျတော့အခြေအနေကောင်းတရားတော့ဖြစ်သွားတာပဲဒါပေမဲ့ကစားချိန်ကဘယ်လိုပြောမလဲအာစနယ်လက်ထဲမှာတော့ကျွန်တော်တို့အများကြီးမရှိခဲ့ဘူး brand pool ဘက်ကတော့အာစနယ်ပိုပြီးခဲ့တဲ့ manchester ဘာလဲဒီအဲဘာလဲဒီပြ real madrid နဲ့ပွဲမှာလဲ brand pool နီးပြ thomas frank က real arsenal နဲ့ပွဲကိုလာကြည့်ထားတာဆိုတော့ arsenal ရဲ့ပေါ့နော်ဖြတ်တင်ပွဲတွေကိုသူကောင်းကောင်းကင်တွေသွားတယ် ဆက်ပီးစ်တွေတောင်းကန်ဘောတွေဒါတွေကိုသူကောင်းကောင်းကင်တွေသွားတယ်။ဒါအပြင် physical ပိုင်းကောင်းနေအမြင်ဘောအားသာတယ်ဆိုတဲ့ brand ဖို့ကိုဖြစ်တင်ဘောတွေဘာတွေကနေ Arsenal ဒုက္ခပေးဖို့လိုတာမလွယ်ကူခဲ့ဘူးပေါ့နော်။စာကားတို့ပါလို့လည်းနှမျောစရာပါဝင်လာတယ်ဝင်လာပြီးတော့ဂိုးသမားဟိုဖလက်ကန်တိုင်ပတ်တဲ့လုံကိုကျွန်တော်သူဂိုးပြီးတော့ထင်တာအဲ့ကူကပြည်တနာကဆက်သမားကမကန်မဲနဲ့ဘောလုံးထိချက်နှစ်ချက်လောက်မလိုအပ်ဖဲနဲ့ထိချက်တွေထိနေပြီးတော့တော်တော်နှမျောဖို့ကောင်းသွားတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကြည့်ရင် ဟိုအာဆင်နယ်ပြိတက်တီအတွက်တော့ပရီးမီးယားလိမှာ အမှတ်ရော့နေတာတွေကဒါပြောမလဲဒီလက်ခံစိတ်စိတ်ချမ်းမြေ့စရာတော့မဟုတ်ဘူးပေါ့နော်ဒါနိုင်တော့အကောင်းဆုံးပေါ့ဗျာဒါပေမဲ့လို့ Real Madrid လို့အတင်းနဲ့ကစားမဲ့အကြီးကြီးပွဲစဉ်မတိုင်ခင်မှာကစားသမားအပြောင်းလဲတွေကြောင့်ဒီလိုရလက်တွေထွက်ပေါ်လာတယ်ဆိုတော့ဟိုနီးပြအာဒီတာရဲ့အပြောင်းလဲတွေနဲ့အတင်းရဲ့အခြေအနေဖြစ်တင်ဖြစ်တတ်တာတွေကိုတို့ကောင်းကောင်းသဘောပေါက်ကြလိမ့်မယ်နားလေနိုင်ကြလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဘယ်သူမှလည်းပေါ့နော်ဒီပွဲမှာငါတို့တော့မဖြစ်မနေချဟေး3စီ4စီချဟေးဆိုတော့ အခြေအနေမျိုးကြီးကိုတော့မျှော်လင့်ထားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးလူပြောင်းတာတွေမျှော်လင့်ထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲဒါအမှတ်ကတော့ယော့သွားပြီပေါ့နော်လီဗာပူးတင်တွက်ကတော့ဖြည်းဖြည်းချင်းနဲ့ဒါပရီးမီးယားလိဖလာရဖို့နီးလာပြီပေါ့လေအာဆင်နယ်ကလည်းပရီးမီးယားလိဖလာကအမှတ်ကွာနေပြီဆိုတော့လုံးဝမျှော်လင့်ချက်မရှိတော့လို့အခြေအနေမျိုးမှာပထမကျောအခြေအနေကောင်းထားတဲ့ချန်ပီယံစ်လိကိုပဲသူတို့အာယုံဆိုင်နေရတယ်တခုလို့ရှိတယ်သတိစည်းနဲ့နိုင်ထားပြီးသွားပြီပထမကျောမှာနော်ဒါအပြင်ပရီးမီးယားလိမှာလည်းလူစားတွေပါတွေပြောင်းအလားအနားတွေပါတွေပြီးပြီးတော့ကစားပြီးသွားပြီ ဒုတိယကျတော့ Real Madrid နဲ့ပွဲစဉ်မှာ time မပတ်ဖို့ကျွန်တော်အရေးကြီးတယ်။သတိစည်းဆိုတာမျိုးကတော့ comeback ကပြန်လာဖို့မလွယ်တော့ပါဘူး။ဒါပေမဲ့လည်းလို့ပေါ့နော်။ Real Madrid ဆိုတော့ကဘာမှပြောရတာမဟုတ်ဘူး။အဲ့လိုမျိုးဆိုလို့ကျွန်တော် Arsenal ကဟိုရောဒီရောထင်လို့မဖြစ်ပဲကျွန်တော်ဒါနော်ကြုံသွားမယ့်အခြေအနေမျိုး။ဒါတွေကိုတို့ရှောင်နေမလားကျွန်တော်ကြည့်ရမယ်။ဆိုတော့အဲကြောင့်ဒီပွဲမှာဆိုလို့ရှိရင်ဒါ Arteta ရဲ့အပြောင်းလဲတွေကတော့မစိုးဘူးလို့ကျွန်တော်ပြောရမှာပေါ့နော်။ဖြစ်ခြင်းဖြစ်တတ်တယ်လို့ကျွန်တော်ပြောရမှာပဲပွဲကြုံသွင်းတဲ့ချက်မှာကျွန်တော်ပြောကြတယ်လို့ပဲ။ ဒီပွဲကအမှတ်ရောခဲ့လို့သိရင်သာရရှိလိမ့်မယ်လို့မထင်ဘူးဒီပွဲပြီးလို့ရှိရင်ဒါ Champions League ဒုတိယကျောကံပဲအဲ့ဒါပြီးလို့ရှိရင်တော့ Premier League မှာသူတို့နိုင်ပွဲတွေပြန်တော့ယူမှရမှာအခုကဒီရာဒီမှာဆက်နှစ်ပွဲတိတိတည်ကြတယ်ဆိုတာမျိုးကနော်ကျွန်တော်အချိန်ကြီးမကောင်းဘူးဒါ32ပွဲကျွန်တော်ကစားထားတာစဉ်းစားကြည့်ပါ32ပွဲကစားထားတဲ့နေရာမှာဆက်နှစ်ပွဲဟာတည်ကြထားတယ်ဆိုလို့ရှိရင်တော်တော်ကိုအမှတ်တွေကကျွန်တော်ယော့ထားတာနော်ဒီထဲမှာအမှတ်မယောသင့်တဲ့ပွဲစဉ်တွေလည်းပါတာပေါ့လေနော်ဆိုတော့ဒါတွေက ဒီ Champions League ဒူးကျော်ပြီးလို့ရှိရင်ပြန်ပြီးတော့အမှတ်တည်ယူရမယ့်အခြေအနေမျိုးပါအောက်က Manchester City တို့เนาะကျွန်တော်တို့ဒီ Chelsea တို့အလားပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Nottingham Forest တို့ Forest ကတော့ရှိမှာ Everton ကိုဝန်းစီနဲ့ရှုံသွားတယ်ဒါပေမဲ့လို့ဘာပြောချင်တာကအမှတ်အခြေအနေမျိုးမှီလာနိုင်တယ် Newcastle တို့ဘာလို့ဆိုရှိသေးတယ်ဗျာเนาะကျွန်တော်တို့ Newcastle ဆိုလို့ရှိရင်လက်ရှိပွဲစဉ်32အပါဝင်ဆိုလို့ရှိရင်လက်ကျန်ပွဲစဉ်2ပွဲကျွန်တော်ရှိတယ်ဒါအပြင်လက်ကျန်ပွဲစဉ်တွေကိုကြည့်လိုက်ရင်အာဇနယ်ဟာအန်ဖီကွင်းနေလားမသိဘူးတွားပြီးတော့ကစားရအောင်ပါဆိုတော့ ဘယ်လိုမှန်ကျွန်တော်မလွယ်ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ကတော့ပြောဟိုအာဆင်နယ်တွက်ကတော့ဒီပွဲတည်ကြခဲ့တာကရီယယ်မက်ထရစ်နဲ့ပွဲမှာနောက်တစ်ဆင့်ကိုလုံးဝတည်ကြပေါက်တက်နိုင်မှာကိုဖြည်တာမဲ့အခြေအနေမျိုးပါကျွန်တော်ချင်းညီကလို့ရောဘယ်လိုမြင်ကြလဲဒါမှန်ကန်တဲ့အပြောင်းလဲတွေပြုလုပ်ခဲ့တယ်လို့ပဲညီကလို့ထင်ကြလားပရီးမီးယားလိမှာအမှတ်ရနေတာတွေကအနေရများတယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်